မင်္ဂလာပါရှင်လွယ်ကူမြန်ဆန်ကြက်ကဖောင်နဲ့ခိုင်ကျို့ခေါ်ကြက်ဦးမွေကျော်လေးလုပ်ပြတော့ပါမယ်ဒီနေ့ကကျမအတွက်လွယ်လွယ်ကူကူစားတာပါဒါကတော့ကျမရဲ့ယူတိမဲ့ပါယူတိမဲ့များပါမယ်ချက်တမှုနဲ့ရပါမယ်ဒါသည် ထိုင်းကပောင်ရဲ့အနေအထားဖြစ်ပါတယ်ရှင်။ချက်သမီးဝခန်းနေနေငုံသီးမဲ့မြန်များကိုကြိတ်ထားရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ကျွန်မကကြက်သားကိုအသုံးပြုပါတယ်။ကြက်သားကိုအိုးလေးကိုကြက်သားပဲထည့်ပြီးတော့ကျွန်မဒီမှာအာလှော်ပါတယ်ဒါပေမဲ့လို့ကျွန်မအယောင်လေးနည်းနည်းလိုချင်တယ်အယောင်လေးနည်းနည်းလိုချင်တဲ့အတွက်ပဲငံများအဖြစ်ကိုနည်းနည်းလေးထည့်ပါတယ်ရှင်။ ပင်ငမြိုင်ကြီးထည့်ပြီးသွားတယ်ဆိုရင်တော့ဒီကြက်သားနဲ့ပင်ငမြိုင်နဲ့ကိုလှိမ့်ပါမယ်။ကြက်သားကလေပင်ငမြိုင်နဲ့အဲ့လိုရောပြီးတော့လှိမ့်နေတဲ့အခါမှာကြက်သားကြီးကအတုံးကြီးအတုံးကြီးအတုံးကြီးဖြစ်လာလိမ့်မယ်ရှင်ကြက်ရင်လေ။ဖြင်းပြင်းတဲ့ကွာကြက်သားအချင်းအခုလိုမျိုးလေးဖြစ်လာပြီရှင်။အဲအခုလိုမျိုးလေးဖြစ်လာအချင်းနဲ့ကြက်ကြော်ကျမကတော့15မိနစ်ကြက်ကြော်တော့ အချိန်ပြီးပြီးလောက်သွားငယ်ရေလေးထွက်လာပြီဒီရေကုန်အောင်ကျွန်မထပ်ပြီးလောက်မယ်ရေကလောအောင်ကုန်လာပြီဒီမှာအခုလိုမျိုး၆လာတယ်ဆိုရင်တော့သူ့ကိုတစ်ဖက်ကိုဖယ်လိုက်မယ်ခလေးမှာစီလေးအနေငယ်ထည့်မယ်ပြီးသွားရင်တော့ချိန်ထားတော့ ငေုံတီးစိမ့်များများနဲ့ကြက်တုံမျိုးတုံးလေးမွာလောက်ကိုဒီထဲကိုထည့်လိုက်တယ်။ထည့်ပြီးတော့စီလေးနဲ့ခဏလေးမှွေလိုက်ပြီးတော့ကြက်သားနဲ့လှိမ့်လိုက်ပါလိမ့်ရှင်။ဒါသည်ကပောင်လုံးတဲ့ပုံစံဖြစ်ပါတယ်နော်။ကျမကတော့စီကိုအနည်းဆုံးအသုံးပြုလာတာဖြစ်ပါတယ်။အကယ်၍တချို့ကပေါ့နော်။တချို့ကတော့စီနဲ့စတယ်။အဲ့လိုအနေထားဆိုရင်တော့စီများများထည့်ကြတာပေါ့။ကျမကတော့စီကြောက်တဲ့အတွက်စီကိုအနည်းဆုံးအနေထားထည့်ပါတယ်။ပြီးတော့စုံချင်းရေပေါ့။စုံချင်းတော့မဟုတ်ခွက်ချင်းရေပေါ့ရှင်။အဲ့ဒါလေးကျမထည့်လိုက်ပါတယ်။ အဓိကကတော့ QC ဖြစ်ပါတယ် QC များများကျွန်မထည့်ပါတယ်နောက်တစ်ခုကကြတော့ဘဲငံများရဲ့အကျဲထည့်ပါတယ်ဒါကတော့ကဖောင်းနေအတွက်ကိုမဖြစ်မနေကခရုစီဘဲငံများရဲ့အကျဲဘဲငံများရဲ့အမြဒါတွေကမဖြစ်မနေသုံးပြီးပါတယ်တကြားသုံးမဟုတ်အရသာမုံကိုထည့်ပြီးတော့တဖန်ဒီမှာရောင်းမနဲ့ထုံးပြီးတော့မွေရပါတယ်ရှင်ထိုင်းတွေကတော့တကြားသုံးတတ်တယ်ကိုကမကြိုက်ရင်အရသာမုံသုံးပါရှင် ိုက်တဲ့ရင်တော့လေပါလာလေးနည်းနည်းထည့်နိုင်တယ်မကြိုက်ရင်မထည့်ရရင်ဒါစိတ်တက်ကျမတို့ပါလာလေးနည်းနည်းနည်းထည့်တယ်ရှင်ပါလာဆိုတာကကျမတို့ဒီစုံတန်လုပ်တဲ့ခါမှာထည့်တဲ့ငပိရဖြစ်ပါတယ်ပြီးတော့အပေါ်ကနေပြီးတော့ကဖောက်မြမြအောင်ပါတယ်ကဖောက်ကဘာလဲလို့လာမိကြတယ်ကဖောက်ကပင်စိမ့်တစ်မျိုးပါပဲရှင်ထိုင်းနိုင်ငံမှာကပင်စိမ့်ကကဖောက်ရှိတယ်ဖိုလော့ဖာရှိတယ်မန်လက်ဆိုတော့ကျမတို့မြန်မာတွေသုံးတဲ့ပင်စိမ့်အဲ့အမျိုးအစားသုံးမျိုးရှိပါတယ်ရှင် အဲ့ဒါကိုခွဲတက်တယ်ဆိုရင်တော့အဆင်ပြေပါလိမ့်မယ်။တချို့ကလာလာမိရင်မခွဲတက်တော့ကလေကျမကနောက်ကြုံရင်ခွဲပြပါမယ်နော်။အာဖိုလော့ဖာကတော့အယူညီပါလေရှင်။ကဖောင်းအယူစိတ်ပါလေ။နောက်ပြီးတော့မန်လန့်ကတော့ကျမမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပင်စိမ့်တက်တက်ဖြစ်ပါလေရှင်။ဒါဆိုရင်တော့ဈေးတွေမှာခွဲတက်မှန်းလို့ဆိုပါအယူညီရောမောင်းရပါနော်။နောက်တစ်ခုကကျောက်ဥပါကျောက်ဥကိုတော့ကျမကဒီမှာလေးလုံးအသုံးပြုပါမယ်ရှင်။ကျောက်ဥကိုမှွင့်ကြော်မှာဖြစ်ပါတယ်။ဒီနေ့ကကျမလွယ်လွယ်လေးပဲလုပ်သွားမယ်။ အကြတာကကြက်ကပေါင်ထဲမှာရှိတယ်ဒါကြောင့်မလို့ကျွန်မကကြက်ဦးလေးကိုမြမြိုင်လေးပဲနင်းနင်းလေးထည့်ပြီးတော့ကြော်မယ်เนาะဒါကတော့ထမင်းပြင်ဆင်လာတာပါကြက်ဦးကြော်ရံအတွက်စီလေးနင်းနင်းလေးထည့်ပြီးတော့ဒီကြက်ဦးကိုထည့်ပြီးမှွေရရှင်အဆက်မပြတ်မှွေရမီးကိုခတ်အေးအေးနဲ့ပဲကျွန်မလုပ်ထားရရှင်မှွေချပလိုက်တယ်မှွေတော့အခုကကြက်ဦးကအပေါ်ကမပီးတပီးပေါ့เนาะမကြက်တကြက်အောင်ကတော့တင်းသွားပြီအဲ့လိုအနေထားဆိုရင်တော့ကျွန်မထမင်းပေါ်ဝေါကနေဆိုပြီးတော့လောင်ချလိုက်တယ်ရှင်ကြက်ဦးနှစ်ကလေးလေးတဲ့ ခုလိုမျိုးလေးမကြက်တကြက်လေးတွေအများကြီးပါတာပေါ့နော်ဒါကျွန်မစကျင်တဲ့ပုံစံလေးပါရှင်အဲပြီးတော့ရင်တော့ကြက်ကဖောင်ကိုတို့ပေါ်ကနေပြီးတော့လောင်းချလိုက်ပါတယ်ရှင်ဒါဆိုရင်တော့အရင်ရတာရှိတယ်ထိုင်းကဖောက်ไก่ไข่เจียวရရှိပါပြီ thank you ပါ